ဇလတ်အစမှာတော့လီယွန်ဖုန်းဆိုတဲ့အော်ခေါ်တန်းနဲ့အတူနှင်းနဲ့နမိတ်တိုင်းပြည်ကိုဝလင်းရောက်ရှိလာခဲ့ပါတယ်။ဝလင်းမုံတီးနေတယ်လို့မျိုးလီယွန်ဖုန်းကိုယ်တိုင်ကလည်းသူခုလိုမျိုးကြင့်ကြံစဉ်ထိခိုက်သွားရတာကဝလင်းကြောင့်ဖြစ်ရတာဆိုပြီးပထွေးမုံမုံနေခဲ့ပြန်ပါတယ်။ဝလင်းဟာလက်ဖက်ရည်နယ်ပယ်ကြောင့်အပြင်းထန်ထိခိုက်သွားရပေမဲ့နှင်းအနေငယ်အတွင်းမှာအကောင်းပါကတိပြန်ဖြစ်သွားခဲ့တာကြောင့်လီယွန်ဖုန်းမယုံကြည်နိုင်ဖြစ်နေချိန်မှာပဲဝလင်းဘက်ကနေရွှွန်ရွယ်တိုင်းပြည်အဒါစီကြီးကိုဖျက်ဆီးပစ်ဖို့ကြိုးစားလာပါတော့တယ်။ ဒီတိုင်းဖြစ်စီမရလို့တားမြစ်အစီရင် ထုတ်သုံးလိုက်တဲ့အခါကျမှအကွဲချောင်းတွေဖြစ်ပေါ်လာပြီးပေါက်ကွဲဖြစ်စီသွားခဲ့ပါပြီ။ဝက်လေးမျိုးတဲ့ပြေးဝင်လာတော့စိတ်ဝိညာဉ်အဖြစ်ပြောင်းချင်းကျင့်ကြံသူတွေကဝိုင်းဝန်းတားဆီးလိုက်ကြပြီးအတင်းရဲလိုက်တဲ့ကောင်ရေခဲနှင်းနှန်းဆောင်တဲ့ကိုကျူးကျော်လာရဲ့သလားဆိုကရေခဲနှင်းရုပ်ထုတွေနဲ့စူပေါင်းတိုက်ခိုက်ကြပါတယ်။ ဒါပေမဲ့လည်းမူလခန္ဓာကိုယ်နဲ့ကြင့်ကြံခြင်းကိုဘွားတို့အတူတူပူးပေါင်းထားကြတဲ့အတွက်ထွက်သွားဆန်းဆိုတဲ့စကားတခွန်းနဲ့အတူထုတ်ဖော်လိုက်တဲ့အရှိန်အဝါတွေကြောင့်တိုက်ခိုက်ဖို့ကြိုးစားကြသူတွေလည်းအကုန်လွင့်ထွက်သွားကြရသလိုနှင်းရည်ကေရုပ်ထုတွေလည်းပေါက်ကွဲပျက်စီးသွားရပါတယ်။ခန္ဓာကိုယ်နှစ်ခုစလုံးကသဟဇာတာဖြစ်နေတာကြောင့်ကျေတုံးတုံးရှင်းတဲ့ဖျားခန္ဓာကိုယ်ကပြောင်းတဲ့မှုတချို့ခံစားနေရသလိုဝလင်းဆွမ်းအားကိုမြင်တဲ့အခါဒရီသားပြောင်းလဲခြင်းအဆင့်တွေကိုတောင်တိုက်ခိုက်ရှင်ပြိုင်နိုင်နေပြီဆိုတာလီယွန်ဖုန်းသုံးသပ်မိလိုက်ပါတယ်။ ညီဘခြေချလိုက်ပြီးတာနဲ့ခြေတစ်ချက်ဆောင်နှင်းပြစ်လိုက်တဲ့အခါရေခဲနှန်းဆောင်ကြီးတစ်ခုလုံးနဲ့အနီးပတ်ဝန်းကျင်တစ်ခွင်လည်းပျို့ချပျက်စီးမှုတွေရှိလာခဲ့ပြီးလီယွန်ဖုန်းတစ်ယောက်လည်းအပျက်စီးတွေကြာကထွက်ပေါ်လာခဲ့ပါပြီ။မတွေ့ရတဲ့အချိန်တွင်းမှာစိတ်ဝိညာဉ်အဖြစ်ပြောင်းခြင်းနှောင်းပိုင်းအဆင့်ထိကိုချိုးဖျက်တက်ရောက်သွားနိုင်ခဲ့ပြီဆိုပေမဲ့ကျင်းတေပေါက်ဒီနေ့တရမယ်ဆိုပြီးလီယွန်ဖုန်းပြောတဲ့အခါဝက်လင်းကလည်းမင်းရဲ့စိတ်ဝိညာဉ်ကိုတန့်စင်ပြစ်မယ်ဆိုကပြေးဝင်တိုက်ခိုက်ပါတော့တယ်။ ပြီးထိုးလာတဲ့လက်တီးချက်ကိုအတားဆီးနဲ့ကာထားလိုက်ပေမဲ့ချက်ချင်းပြုတ်ကွဲသွားရတဲ့အပြင်ပထမအကြိမ်ထိတိုက်တွေ့ဆုံမှုမှာလီယွန်ဖုန်းဘက်ကအနောက်ဆုတ်ပေးလိုက်ရပါတယ်။ဒါအပြင်သူ့လူတွေအကုန်လုံးကလည်းဝက်လင်းရဲ့အရှိန်အဝါဖိအားအောက်မှာခေါင်းမဖော်နိုင်ဖြစ်နေကြရတဲ့အတွက်သူတို့နှစ်ယောက်ရဲ့တိုက်ပွဲမှာမဆိုင်တဲ့အပြင်လူတွေကိုလွတ်ပေးလိုက်ပါဆိုပြီးလီယွန်ဖုန်းပြောတဲ့အခါသူတို့နှစ်ယောက်နဲ့ပဲတက်ဆိုင်တဲ့တိုက်ပွဲကိုဒီနေ့အဆုံးသတ်လိုက်ကြတာပေါ့ဆိုပြီးဝက်လင်းဘက်ကလည်းသဘောတူပေးလိုက်ပါတယ်။ ခွင့်ပြုချက်ရသွားတာနဲ့အကြီးအကဲတွေအကုန်လုံးကိုမိုင်းတပေါင်းပြင်ပထိဝေးဝေးရှောင်နေကြဆန်းဆိုပြီးဖိအားကင်းလို့စီပြီးတာနဲ့လီယွန်ဖုန်းဘက်ကနေဘုံငါလုံးထုတ်ယူလိုက်တဲ့အပြင်အသက်ရှင်လျက်ပြန်မထွက်သွားစေရဘူးဆိုပြီးတိခတ်ပစ်လိုက်ပါတော့တယ်။ဒီပုံတန်တွေကနှလုံးခုန်တန်နဲ့ဆင်တူတဲ့အပြင်မူလစိတ်ဝိညာဉ်ကိုနှောက်ရက်နိုင်စွမ်းရှိတဲ့စိတ်ဝိညာဉ်တိုက်ခိုက်မှုဖြစ်လို့စိတ်ပြဲလွင့်သွားခြင်းမရှိအောင်ဝလင်းထိန်ချုပ်နေတဲ့အချိန်ဝိညာဉ်ဖန်ဆားပုံရဲ့အရာတာကိုကောင်းကောင်းမြည်ဆန်းကြည့်လိုက်ဆိုပြီးထက်မှန်တိခတ်ပစ်နေခဲ့ပါတယ်။ ဒါပေမဲ့လည်းအကာအကွယ်တစ်ခုနဲ့အတူမူလစိတ်ဝိညာဉ်ကတောင့်ခတ်နိုင်စွမ်းရှိသွားခဲ့တဲ့အတွက်ဘလို့လုတ်ဖြစ်နိုင်မှာလဲဆိုပြီးလီယွန်ဖုန်းဘက်ကနေတရေသားပြောင်းလဲခြင်းအစွမ်းပါတဲ့ရေခဲရုပ်ထုကြီးကိုစင့်ခေါ်တိုက်ခိုက်လာပြန်ပါတယ်။ခုတ်ပိုင်းလာတဲ့ဓာချက်ကိုဝက်လင်းရှောင်းတိန်ပြစ်လိုက်သလိုအပေါ်ဘက်မျက်နှာချင်းဆိုင်ထိခုန်တက်သွားလိုက်ပြီးတာနဲ့ခြေသုံးလုံးရှင်းနှက်ဖျားအစွမ်းပါတဲ့ခြေကန်ချက်တစ်ချက်ကြောင့်ရုပ်ကျိုးပြက်လွင့်ထွက်သွားရပြီးပြေးထွက်လိုက်တဲ့လက်သီးတစ်ချက်ကြောင့်ရေခဲရုပ်ထုကြီးတွေကလီယွန်ဖုန်းတယောက်လည်းတွေးအံလိုက်ရပါတယ်။ နဖျားခန္ဓာကိုယ်ကကောင်းကင်တမန်တော်ကိုတောင် ထိတ်တိုက်ရင်ဆိုင်လာခဲ့ဘူးတာကြောင့်အစမပြတ်ထိုးနှက်လိုက်တဲ့နောက်မှာတော့ရေခဲရုပ်ထုကြီးလည်းပေါက်ကွဲပျက်စီးသွားရသလိုဝိညာဉ်ဖန်ဆားပုံတွေလည်းပျောက်ကွယ်သွားခဲ့ပါတယ်။ဒါဟာတရီသားပြောင်းလဲခြင်းဆွမ်းအားတွေလားဆိုပြီးအထင်သေးစွာမေးလိုက်တော့သူသားဒဏ်ရာပြန်ကောင်းနေပြီဆိုရင်ဒီလိုမျိုးအရှက်ခွဲခွင့်ပေးမှမဟုတ်သလိုကြင်ကြံစင်ကြဆင်းသွားမယ်ဆိုရင်တောင်ဂျန်နုဆိုတဲ့ကောင်ကိုတော့ကျင်းတေပေါက်သက်ပြစ်မယ်ဆိုပြီးလီယွန်ဖုန်းဘက်ကနေတရီသားအဆင်ဆွမ်းအားပါတဲ့လက်ဖက်ရွက်နဲ့ပဲတဲ့ကိုထည့်သွင်းပြစ်လိုက်ပါတော့တယ်။ ပဝင်းကျင်တခွင်ဝင်းရံပြစ်လိုက်တဲ့အပြင်ဝိဇ္ဇနဲ့ဆွမ်းအားတွေကိုပါထုတ်တုံတိုက်ခိုက်လာတဲ့အခါဝလင်းကလည်းအရင်တစ်ခေါက်ထဲကအတော်ခံစားဖူးပြီးပြီဖြစ်လို့ဖြည့်ရှင်းရမယ့်နီလန်းကိုကြိုတင်စဉ်းစားထားပြီးပါပြီ။ညာတော်အဖြစ်နေဘဲဆိုရာမျိုးကစိတ်ဝိညာဉ်တိုက်ခိုက်မှုဖြစ်ပေမဲ့တရေသားအဆင့်ကျင့်ကြံသူတွေကနေဘဲဆွမ်းအားတွေကိုရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုအထိပြောင်းလဲပြစ်နိုင်စွမ်းရှိတာကြောင့်ဝလင်းဘက်ကလည်းတားမြစ်အလံပါဝင်တားမြစ်နီးစနစ်တွေနဲ့ပါကာကွယ်ထားလိုက်တဲ့အချိန်ပွင့်ချက်တွေအကုန်လုံးကိုပွင့်ချက်ကြီးတစ်ခုဖြစ်ဖန်တီးပြောင်းလဲပြီးပြီဖြစ်လို့ဝလင်းစီကိုပြစ်လွတ်တိုက်ခိုက်လာပါတော့တယ်။ ိနှိပ်နိုင်လိုက်တဲ့အပြင်လှုပ်ရှားမှုလည်းမရှိတော့တာကြောင့်ကျန်းသူရွှွန်ရွယ်တိုင်းပြည်ကမင်းရဲ့တင်းကျိုင်းဖြစ်လာရပြီဆိုပြီးအာရပါရရေမောလိုက်တဲ့အချိန်မှာပဲဘန်းပွင့်ကြီးတစ်ခုလုံးပေါက်ကွဲပျက်စီးသွားခဲ့ကတရေသားပြောင်းလဲခြင်းဆွမ်းအားတွေကအစွမ်းထက်လွန်းတာမှန်ပေမဲ့သူ့အတွက်တော့အားနည်းလွန်းလိုက်တာဆိုပြီးဝလင်းကအေးဆက်စွာပြောလိုက်ပါတယ် လီယောဖုန်းပိုင်ဆိုင်တဲ့တရေသားပြောင်းလဲခြင်းနယ်ပယ်ကိုနားလည်အောင်လှုပ်ချင်ခဲ့ပေမဲ့နယ်ပယ်ဆွမ်းအားတွေကိုဝိဇာနဲ့ဆွမ်းအားပေါင်းထည့်လိုက်တာမြင်တော့ရှင်းနေဖျားဆွမ်းအားတွေကိုလည်းပေါင်းထည့်လို့ရနိုင်လောက်တယ်ဆိုပြီးတည်ချင်းရှင်ချင်းနယ်ပယ်တွေကပြန်လည်မွေးဖွားခြင်းစာလိတ်ကြီးကိုထုတ်ဖော်ပြလိုက်ပါတော့တယ်။ရှင်းနေဖျားဆွမ်းအားတွေကိုထည့်သွင်းပြလိုက်တဲ့အချိန်မှာတော့ကောင်းကင်ဘုံတမန်တော်ကိုရင်ဆိုင်တုံးကထွက်ပေါ်လာမှုတဲ့အေယာမပုံရိပ်ကြီးတစ်ခုကပြန်လည်ထွက်ပေါ်လာခဲ့ပါပြီ။ လီယွန်ဖုန်းကတော့ဘလို့နဲ့ပယ်ကြီးလဲဆိုပြီးမယုံကြည်နိုင်ဖြစ်နေရတယ်လို့တေးချင်းရှင်ချင်းပြန်လည်မွေးဖွားခြင်းဆိုပြီးဝမ်လင်းဘက်ကလက်ဆန့်တက်လိုက်ပြီးဆိုတာနဲ့လီယွန်ဖုန်းကလည်းနေပယ်ချင်းခုခံနေခဲ့ပေမဲ့အကုန်ပျက်စီးသွားရတဲ့အပြင်အตาရာတိုးဝင်လာတဲ့လက်သီးတစ်ချက်ကြောင့်နောက်ဆုံးအချိန်ကိုရောက်သွားခဲ့ရပါတော့တယ် ဒီအချိန်မှာတော့ဝမ်လင်းပိုင်ဆိုင်တဲ့နယ်ပယ်ကတရေသားပြောင်းလဲခြင်းအဆင့်ကိုရောက်ရှိသွားခဲ့တာပါလားဆိုပြီးလီယွန်ဖုန်းရေရွမိလိုက်ပေမဲ့လည်းအဆုံးထိတိုင်လက်လျှော့မှမဟုတ်လို့အသက်ငယ်ကောင်းလောင်းတွေနဲ့ထပ်မံတိုက်ခိုက်ပစ်လိုက်တဲ့အခါကြောက်တိုင်းပြည်တောင်ကြားထဲမှာလာရောက်တောင်းကျမ်းသွားတဲ့ကောင်ကလီယွန်ဖုန်းလွတ်လိုက်တာဖြစ်မှန်နားလည်သွားခဲ့ရပါတယ် လီယွန်ဖုန်းရဲ့သွေးစီနစ်ကိုဆုပ်ယူလိုက်တဲ့နောက်မှာတော့ခေါင်းလောင်းထဲကနေအသီးစိတ်မရှိတော့တဲ့စစ်ထုနံပုံရိပ်တွေထပ်မံထွက်ပေါ်လာခဲ့ပေမဲ့ဒီလိုရတနာမျိုးကိုအသုံးပြုဖို့မထိုက်တန်ဘူးဆိုပြီးချိတ်ပိတ်ပစ်လိုက်တဲ့အခါအခြေအနေမကောင်းတော့လို့လီယွန်ဖုန်းတယောက်လည်းအ мян ထွက်ပြေးဖို့စူးစမ်းလိုက်ပါတယ်။ဒါပေမဲ့ဝမ်လင်းကသူ့ရှိချိုရောက်နေခဲ့ပြီးဖမ်းချုပ်ထားလိုက်တဲ့အခါသူတင်မဲဆိုရင်တောင်ကိုကိုကိုဖျက်ဆီးပြီးတော့အတူတူဆွဲခေါ်သွားမယ်ဆိုပြီးလီယွန်ဖုန်းကအညိုတိကျစွာဖြင့်ချင်းချောက်လာခဲ့ပါတယ်။ အဲ့လိုဖြည့်စည်းလိုက်မယ်ဆိုရင်ဝလင်းနေနဲ့ကလေဟာနဲ့ဆွဲခွဲပြီးအေးစစ်ထွက်သွားလို့ရနိုင်ပေမဲ့ဒီနေရာကြီးတစ်ခုလုံးကတော့ပောက်ကွဲဖြည့်စည်းသွားမှဖြစ်တယ်လို့အပြစ်မရှိတဲ့ပြည်သူတွေလည်းအကုန်သေးရလိမ့်မယ်ဆိုပြီးဝလင်းပြန်ချေပါပစ်လိုက်တော့လီယွန်ဖုန်းတယောက်ဘလောက်ပဲမုန်းတိနေပါစေငယ်မွေးချံပေါက်ဖြစ်ခဲ့တဲ့ရွှွန်ရွယ်တိုင်းပြည်အပေါ်မှာတော့ထိခိုက်အောင်မလုပ်ရက်ခဲ့ပါဘူး အဆုံးသက်မှာတော့ရွှွန်ရွေတိုင်းပြည်ကြီးကိုဖျက်ဆီးတာမျိုးမလုပ်ဘူးဆိုရင်ကြိုက်တယ်လို့စီးရင်နိုင်တယ်ဆိုပြီးလီယွန်ဖုန်းဘက်ကအလျှော့ပေးလိုက်ရပြီဖြစ်တယ်လို့ဝက်လင်းကလည်းတရေသားပြောင်းလဲခြင်းအဆင့်ကိုစိတ်ဝိညာဉ်တို့ယူပြလိုက်ကချိတ်ပိတ်သိမ်းစီးပြလိုက်ပါတယ် ပြီးတဲ့အခါနတ်ဖျားစိတ်အာယုံကိုဒိုင်းပြည်တစ်ခုလုံးအနှံဖြန့်ကျက်ပစ်လိုက်ကဒီနေ့ကနေစပြီးရွှွန်ရွယ်တိုင်းပြည်ထဲမှာစိတ်ဝိညာဉ်အဖြစ်ပြောင်းခြင်းအဆင့်နဲ့အဲ့ဒီထက်ပိုမြင့်တဲ့အဆင့်တွေကိုတရှိခွင့်ပြုမှမဟုတ်သလိုကြင်ကြံခြင်းဂိုင်းကြီးတွေကိုလည်းတီထောင်ခွင့်ပေးမှမဟုတ်ကြောင်းပြောစကားနာမထောင်ဘူးဆိုရင်တော့နောက်တစ်ခေါက်ပြန်လာခဲ့ရလိမ့်မယ်ဆိုပြီးကြင်ကြံသူတွေအကုန်လုံးကိုချိတ်ပိတ်ပစ်လိုက်ပါတော့တယ် ဟိုးအရင်တုန်းကရွှွန်ရွေတိုင်းပြည်မှာအနီရောင်လိပ်ပြာရှိခဲ့ကမဟာမိတ်ဂိုင်းလေးခုကိုတိုက်ခိုက်နိုင်ယူခဲ့ပြီးအစင်ငါတိုင်းပြည်ဖြစ်လာခဲ့ပေမဲ့အခုချိန်မှာတော့ကျင့်ကြံသူတွေလည်းအစင်းနှိမ့်ကျသွားရပြီဖြစ်တယ်လို့အစင်သုံးတိုင်းပြည်အဖြစ်ကိုပြန်လည်ရောက်ရှိသွားခဲ့ရပါပြီ။အဲ့ဒီနောက်မှာတော့ကျန်းနုပြန်ထွက်ပေါ်လာကလီယွန်ဖုန်းကိုရှင်းပစ်လိုက်တဲ့အကြောင်းတွေကလူပြောအများဆုံးအကြောင်းအရာဖြစ်နေခဲ့တယ်လို့ဒီသတင်းကြားတဲ့အခါအဖိုးကြီးရင်ချွဲစီကသူ့ရွေးချယ်မှုမှန်ကန်ခဲ့တယ်ဆိုပြီးကြံဖန်ကုန်ယူနေခဲ့ပါတယ်။ ဝလင်းကရွှံရွဲတိုင်းပြည်ကိုဖြည့်ရှင်းခဲ့တဲ့အတွက်ကျိုးဝထိုက်ဖက်ကလည်းရှုမီကိုတွားရောက်ရှင်ပြိုင်ပြီးသူမကြင်ကြံထားတဲ့ပုံရိပ်ရောင်တစ်ထောင်ခန်းစားချက်မဲ့နယ်ဘယ်ကဘယ်ဆင်းလောက်ရောက်နေပြီလဲဆိုတာကိုတွားရောက်လေ့လာခိုင်းလိုက်ပါတော့တယ်။ကျူးချွဲလောင်းလျာမှာတပည့်နှစ်ယောက်ရှိနေသလိုခြံဖုံးကအလွန်စွမ်းထက်သူဖြစ်ပေမဲ့ယွင်ချွဲစီဘက်ကနေကြည်ရှင်းလို့ခေါ်တဲ့မိန်ကလေးနဲ့ပြန်လဲအကွက်ရွှေ့ထားခဲ့သလိုရှုမီရဲ့ခန်းစားချက်မဲ့လမ်းစဉ်ကိုလည်းကျိုးဝထိုက်ရဲ့ခန်းစားချက်မဲ့နယ်ဘယ်နဲ့ထိတ်တိုက်ရင်ဆိုင်ခိုင်းလိုက်ပါတယ်။ ကျူးချွဲလောင်းလျာနဲ့ယွင်ချွဲလောင်းလျာတို့ကအခုချိန်မှလည်းတပည့်တွေနဲ့ရှင်ပြိုင်နေကြတာဖြစ်တယ်လို့လွန်ခဲ့တဲ့နှစ်ပေါင်း2000လုံးကလည်းအချင်းချင်းရှင်ပြိုင်ခဲ့ကြတာဖြစ်ပြီးအဆုံးသတ်မှာတော့အဖိုးကြီးယွင်ချွဲစီကရှုံးနိမ့်သူဖြစ်သွားခဲ့ရတာကြောင့်နှစ်ပေါင်း2000ကြာပြစ်ခံယူနေပေမဲ့လည်းနောက်ထပ်နှစ်20ဆိုအချိန်ပြည့်သွားတော့မှာပါ ဒါအပြင်ရှုမေကဝက်လင်းနယ်ပယ်ကိုစိတ်ဝင်စားနေတာဖြစ်တဲ့အပြင်သူတို့နှစ်ယောက်ရှင်ပြိုင်မှုကြားထဲမှာဝက်လင်းဆိုတဲ့သူဟာအနိုင်အရှုံးဆုံးဖြတ်ပေးနိုင်မယ်လက်နက်တစ်ခုဖြစ်လာနိုင်တာကြောင့်ကျူးချွေတိုင်းပြည်ကြီးရဲ့စက်ခံသူရာဒူးနေရာကိုနောက်တစ်ကြိမ်ဂိုင်လုပ်ဖို့အတွက်အဖိုးကြီးရင်ချွဲစီတယောက်အစီအစဉ်ဆွေးနွေးခဲ့ပါတော့တယ်။ကျန်းသူတရင်တွေကိုအဆက်မပြတ်ကြားနေရပေမဲ့လီယွန်ဖုန်းဆိုသူကဒရီသားပြောင်းလဲခြင်းအဆင့်ကိုအတင်းလို့ယူတက်ထားရသူဖြစ်လို့ဘလူးနဲ့ဆိုမျိုးနွယ်ဘိုးဘေးကိုရှင်းပြလိုက်နိုင်တဲ့အချိန်ကြမှာသူ့ပြိုင်ဖက်ဖြစ်လာနိုင်မယ်ဆိုပြီးချန်ဖုန်းတယောက်ကလည်းသူ့ကိုသူကိုမောင်းနေခဲ့ပါတယ်။ အိမ်မက်နေမီထဲမှာတော့စစ်ထုနယ်လက်မောင်းတွေကိုစိတ်ဝိညာဉ်ခန္ဓာကိုယ်ကြီးထံပေါင်းဆက်ပေးလိုက်ပေမဲ့လည်းနောက်ထပ်သဲလွန်စားတွေကိုတော့လီယွန်ဖုန်းစီကနေရှာတွေ့ခြင်းမရှိခဲ့ပါဘူး။ဒါအပြင်တရီသားပြောင်းလဲခြင်းအဆင့်ကိုဝလင်းရောက်ရှိတဲ့အခါကျမှစစ်ထုနယ်ပြန်တရီရလာမယ်ဆိုတာကကောင်းကင်ဘုံစွန်းအားတွေနဲ့ပတ်သက်နေတာဖြစ်တယ်လို့လီယွန်ဖုန်းအဆင့်ကအတင်းလို့ယူထားတာဖြစ်လို့စွန်းအားနဲ့ပါလွန်ပါတယ်။ ဘလူးနဲ့ဆိုပိုးဘေးကတဆင်ချင်းတက်လာခဲ့သူမို့သူအစင်းလောက်နဲ့တွားတိုက်ခိုက်လို့မရသေးသလိုဘလူးနဲ့ဆိုမျိုးနွယ်တွေသူ့ခန္ဓာကိုယ်ကိုလိုချင်နေကြခြင်းကထန်းနီပရီစေးနဲ့ပတ်သက်နေလောက်တယ်ဆိုပြီးဝလင်းသတိထားမိလိုက်ပါတယ်။ဒါကြောင့်ဝလင်းဘက်ကအချိန်ဆွဲနေမယ်ဆိုရင်တောင်ဘိုးဘေးပြန်တက်တာလာတာနဲ့ချက်ချင်းရောက်ရှိလာမှာဖြစ်ပြီးသူတို့နှစ်ယောက်တိုက်ခိုက်ကြရင်အနိုင်အရှုံးမခံမနိုင်ပေမဲ့အခုချိန်မတိုက်ဘူးဆိုရင်လည်းတကယ်အချိန်ကောင်းကိုလက်လွတ်ဆုံးရှုံးလိုက်ရမှာဆိုပြီးစိတ်ပိုင်းဖြစ်လိုက်ချိန်မှာပဲဝိညာဉ်တန်းစင်ကိုင်းကနေအကြီးကဲတယောက်ရောက်ရှိလာခဲ့ပါတယ်။ အကြောင်းရင်းကတော့ဘိုးဘေးတွန့်ထန်းကပစ္စည်းတစ်ခုပေးခိုင်းလိုက်တာဖြစ်တယ်လို့တိုးလောင်အိတ်ထဲကနေဘိုးဘေးပုံရိပ်ထွက်ပေါ်လာပြီးသူ့ပြင်ထွက်ဖို့အဆင်မပြေတာကြောင့်အခုလိုမျိုးပို့ခိုင်းလိုက်တာဖြစ်ကြောင်းဒီကြောက်စိမ့်ပြားထဲမှာဘလူးနဲ့ဆိုးမျိုးနွယ်ရဲ့နေရာရှေ့ပြောင်းနဲ့တကိုးကိုဖြည့်ရှင်းနိုင်တဲ့နီလန်းကိုမှတ်တမ်းတင်ပေးထားတဲ့အပြင်ဂိုင်းရတနာဖြစ်တဲ့ဝိညာဉ်တန်းတစ်ထောင်လန်းကိုလည်းထုတ်ပေးလာခဲ့ပါတော့တယ် ဒါပေမဲ့တကယ်အစ်စ်မဟုတ်ပဲစင်ပွားထားတာဖြစ်လို့နှစ်ကြိမ်ပဲအသုံးပြုနိုင်ပေမဲ့ဒီဝိညာဉ်ခွဲလံကပင်မဝိညာဉ်အလယ်ရဲ့၃ပုံ၃ပုံလောက်စွမ်းအပိုင်ဆိုင်ထားတဲ့အပြင်ခရမ်းရှိဝိညာဉ်၁၂ခုကလည်းတရေသားပြောင်းလဲခြင်းအဆင့်ဂိုင်းချုပ်ဆက်ဆက်တွေဖြစ်ကြောင်းဘိုးဘေးသွန်ထန်ကရှင်းပြပေးနေခဲ့ပါတယ်။ဒီအတိုင်းဆိုရင်ထိန်ချုပ်စေခိုင်းနိုင်မှာမဟုတ်လို့စိတ်ဝိညာဉ်ကျုံနောက်တက်ကိုထုတ်ပြဖို့လိုအပ်သေးတယ်ဆိုပြီးဘိုးဘေးဖြစ်သူထုတ်ပေးလာတာနဲ့ဝလင်းကလည်းချက်ချင်းလေးချင်းပြစ်လိုက်တဲ့နောက်တိုးဝင်တိုက်ခိုက်လာတဲ့ခရမ်းရှိစိတ်ဝိညာဉ်တွေကိုအတားဆီးတန်ကြိုးတွေနဲ့ဖိနှိပ်ချုံနောက်ပြစ်လိုက်ပါတော့တယ်။ တခင်ဖြစ်လက်ခံသွားတဲ့အခါဝိညာဉ်တန်းတစ်ထောင်လုံးကအလိုလျောက်လိုက်နာသွားကြသလိုခရမ်းရှိဝိညာဉ်တွေရဲ့ဥဆောင်မှုအောက်မှာပဲတဏီတညွတ်အယုအသေးပြုလိုက်ကြတဲ့အပြင်ဘိုးဘေးဖြစ်သူကလည်းမိတ်ဆွေလေးပြန်လာကိုဂိုင်းကနေစောင့်နေမယ်ဆိုပြီးပျောက်ကွယ်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဝိညာဉ်တန်းတစ်ထောင်လုံးကလည်းအလုံးလိုက်အရင်လိုက်ဝင်ရောက်ပျောက်ကွယ်သွားကြသလိုဝလင်းလဲဝိညာဉ်အလံပြန်တင်ထားလိုက်ရင်ဘလူးနဲ့ဆိုးမျိုးနွယ်ဘိုးဘေးဒီကန်ဂျမာကနေပြေးမလွတ်နိုင်ပါဘူးဆိုပြီးတက်ဖြတ်ချင်းစိတ်အပြေးနဲ့ရေရွတ်လိုက်ပါတော့တယ်။